အာစာ ASO နဲ့ AIA အကြံဖက်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်မြေပေါ်မှာဓာတ်ပုံများရိုက်ပြီးရခိုင်မြောက်ပိုင်းမှာစစ်ရေးဖော်ဆောင်နေတရာအွန်လိုင်းထက်မှာဝါဒဖြန့်နေပါတယ်။ဒါပေမဲ့လည်းလက်ရှိရခိုင်မြေပြင်မှာအရက်သားတွေကိုခြုံခိုတိုက်ခိုက်ရုံကအပစစ်ရေးအဖြစ်ကြီးကြီးမားမားလှုပ်ရှားနိုင်တာမျိုးမရှိဘူးလို့နေဆက်ဒေတာစစ်ရေးသတင်းတွေကို လေ့လာနေသူတယောက်ကပြောပါတယ်။ ရခိုင်ပြည်တဲကိုစစ်ရေးအရာကြီးကြီးမားမားဒီနေ့ထိဝင်ရောက်လှုပ်ရှားနိုင်တာမျိုးမရှိပဲဌာနချုပ်စခန်းတွေဘာတွေလဲရခိုင်ပြည်တဲမှာရှိမနေဘူးလို့သူကဆိုပါတယ် ARSAISO နဲ့ ARA အကြံဖက်အဖွဲ့တွေဟာတခါတလေနေဆက်မြင်းနဲ့ကတ်နေတဲ့လူတွေမနေတဲ့နှခဆစကန်ဟောင်းတွေကိုဘင်္ဂလားဘက်ကဝင်ရောက်ပြီးတပ်ပုံရိုက်ပြီးတနက်ပြပြအဝါရဖြစ်နေတာလို့သူကသုံးသပ်ခဲ့ပါတယ် အရခတ်တတော်ဟာကီလိုမီတာ181မီတာမိုင်အားဖြင့်ဆိုရင်168မိုင်ကျော်ရှည်လျားတဲ့နေဆက်တလျှောက်ကို2024ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကစပြီးတင်ပိုက်ထားခဲ့တဲ့ကာလအတွင်းအစာအပအဝင်ဘယ်လက်နက်ကင်အကြံဖက်အဖွဲ့နဲ့မဆိုတိုက်ပွဲလို့ဆိုရလောက်အောင်ထိကြီးကြီးမားမားတိုက်ပွဲဖြစ်တာမျိုးမရှိသေးဘူးလို့သိရပါဗျ။ ရခိုင်စစ်ရဲ့အခြေအနေကိုသိရှိသူတယောက်ကလည်းအနောက်ဘက်နယ်စပ်ဒေသလုံခြုံရေးကိုအာရခတပ်တော်ခေါင်းဆောင်တွေကအထူးအလေးထားဆောင်ရွက်နေပြီးတိုက်ပွဲပေါ်ဆောင်လာပါကအကြမ်းဖက်အဖွဲ့တွေကိုတိုက်ခိုက်နှိမ်နှင်းဖို့တိုက်စွမ်းရည်ကောင်းတဲ့တပ်မနှစ်ခုကိုအဆင့်တင့်ပြင်ထားတယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။